ီကံရန်ရှိတယ်ပေါ့เนาะကျွန်တော်အခုနားလည်းပြောတယ်တကယ်လိုအပ်တယ်ဆိုရင်တော့ယူပါမလိုအပ်ဆိုလို့ကျွန်တော်မယူပါနဲ့ပေါ့เนาะငလျင်ဘေးကတန်ခံရတဲ့နေရာမျိုးမှာကျွန်တော်ဒုတိယအချိန်လှူတဲ့အခါမျိုးမှာအဲကျွန်တော်စီစနစ်တကြားရှိတယ်ကျွန်တော်တို့ရဲ့ထမင်းတုပ်လေးတွေကိုတို့တကယ်ဟိုမှာလိုလိုချင်ချင်နဲ့မြေတားပို့ပြီးစားတာတွေ့တဲ့အတွက်လည်းကျန်တတ်ပါတယ်စီကန်းရှိတယ်လို့လည်းကျွန်တော်ထင်ပါတယ်ဗျဟုတ်ဟုတ်ဘယ်လိုမလဲလိုရင်ပြောပါလိုရင်ပြောလို့လိုလားတော်ပြီနော် ဘေးအန္တရာယ်ခံစားနေရတဲ့မိသားစုတွေဆိုလဲကိုမိသားစုဝင်တွေခံစားနေရတဲ့ကဲတို့ကျွန်တော်တို့ကိုချင်းစားတယ်ကိုချင်းစားတွေကကျွန်တော်ဆိုရင်ဒါဘိုးဘွားတွေကိုကျွန်တော်တို့ဒီမှာတည်တည်ချာနောက်ကဝေယဝိဆိုင်နဲ့တေချာအပ်ပြီးတော့မှကျွန်တော်တို့ရောက်အောင်လာခဲ့ရတာပေါ့နော်ဟိုနောက်ကဝေဒကမကြီးရောရှိသေးတယ်ဗျာဟုတ်ပြီဟုတ်ပြီမမကြီးတို့အောင်မောင်းမှလာအဲဟုတ်ပြီနော်မိသားစုတွေငလင်တန်ခံရတဲ့မိသားစုတွေကိုလည်းစိတ်ခွန်အားဖြစ်စေချင်တာရေပေါ့နော်နောက်ဟိုကျွန်တော်တို့လည်းကျွန်တော်တို့တွေ့ပြီးတော့မှအဲတို့ပြောလိုက်ရတဲ့အခါမျိုးမှာစကားလေးပြောရတဲ့အခါမှာစိတ်ခွန်အားလေးစိတ် ခဏခိတခဏရသွားရဆိုရင်ပဲကျွန်တော်ကျင်းတယ်လို့ပေါ့နော်။နော်ကျွန်တော်တို့ဒီမှာဒါဆိုလို့ရှိရင်ကျွန်တော်ရဲ့ဩဝါဒဆရာတော်အဲဗဒနာဝီမလာဖြစ်ပါတယ်။ကျွန်တော်တို့ဒီမြန်မာနိုင်ငံတနင်္လာမှာရှိတဲ့ကျွန်တော်တို့အဲတဘာဝဘေးအန်းနဲ့တင်းတဲ့အခါမျိုးတိုင်းမှာကျွန်တော်တို့ဆရာတော်နဲ့တိုင်ပင်ပြီးတော့ကျွန်တော်တို့ဥစွာ ထွက်လေ့ရှိပါတယ်เนาะအရင်ရင်နေမှာဆိုရင်ကျွန်တော်တို့ဒါပကိုးမျိုးဆိုရင်အများတန်းရေကြီးတယ်ရေကြီးတဲ့အခါမှာလည်းကျွန်တော်တို့မှာအလှူရှင်ရှိရှိမရှိရှိကျွန်တော်တို့ဂေဟာနဲ့ပတ်သက်တဲ့အဲအလှူငွေနဲ့ကျွန်တော်တို့အဲဒီတကယ်ဒုက္ခရောက်တဲ့သူတွေရှိ ਉਹ ကျွန်တော်တို့အဲဆရာတော်နဲ့ကြွပြီးတော့မှစိတ်ခွန်အားဖြစ်ကျွန်တော်လိုက်လံပြီးတော့မှအားပေးတာရဲ့ကျွန်တော်တို့ဂေဟာအနေနဲ့နိုင်တဲ့ဟာတွေကိုအများအားလှူဒန်းပေးခဲ့တာဖြစ်ပါတယ်။အဲဒီနေ့ဆိုလည်းကျွန်တော်တို့ဒါ28ရက်နေ့မှာကျွန်တော်တို့တဘာဝငလင်တောင်ခံကြရပြီ။ခံကြရတဲ့အခါမှာကျွန်တော်တို့ဂေဟာအနေနဲ့ကျွန်တော်တို့ဒါအလူငွေရဲလို့ဒါ တိတ်တမ်းမရှိပါဘူးမရှိပေမဲ့လည်းကျွန်တော်တို့ဘိုးဘွားတွေကိုဆောက်ရှောက်တာတစ်ဖက်ဒီမှာလည်းတကယ်ကိုအပျက်စီးများတယ်ဆိုတာဖြစ်တဲ့အတွက်ဆရာတော်ကနေပြီးတော့တို့တို့ရှိတဲ့အားနဲ့ကျွန်တော်တို့အကောင်းဆုံးပြောင်းတော့သွားပြီးတော့လှူဒန်းကြမယ်လှူဒန်းတဲ့အခါမျိုးမှာလည်းဒီသဘောဘေးအနေနဲ့ခံရတဲ့မိသားစုတွေကိုလည်းနှုတ်ဆောင်ပါခြင်းနဲ့တော့စိတ်ခွန်အားတွေပေးမယ်ဆိုတဲ့စိတ်တစ်ခုနဲ့ကျွန်တော်တို့ထွက်လာခဲ့တာဖြစ်ပါတယ်ညတော်ကကျွန်တော်တို့အဲဘကူကနေပြီးတော့ဆက်လာတာကျွန်တော်တို့ဒီမန္တလေးမြို့ည10:00နာရီတမိနစ်မှာကျွန်တော်ရောက်ရှိတာဖြစ်ပါတယ် ဒီမနက်ခင်းမှာတော့ကျွန်တော်တို့ဒီနေ့ဒီအချိန်လှူဒန်းဖို့အတွက်ကိုကျွန်တော်တို့လှူဒန်းမဲ့နေရာလေးတွေရဲ့တကယ်လိုအပ်မဲ့နေရာလေးတွေလိုက်လံကြည့်ရှုပြီးတော့မှဒီညနေကျွန်တော်တို့စတင်လှူဒန်းပြစ်တာဖြစ်ပါတယ်ဗျ။ဟုတ်ဟုတ်ဟုတ်လို့မလားလှူရင်ပြောပါလှူရင်ပြီးတော့ဒီလိုလှူလာတော်ပြီနော်။ဟိုနောက်ကဦးတကမကြီးရောရှိသေးတယ်ဗျ။ဟုတ်ပြီဟုတ်ပြီ။မမကြီးရောအောင်းအောင်းမလား။ ။အာဒီကနေ့တော့ကျွန်တော်တို့အနေနဲ့ဆရာတော်နဲ့တိုင်ပင်ပြီးတော့စဉ်းစားလာတဲ့အခါမှာဟိုဒီတဘောဘီအန်ရခံရတဲ့ဒီမန္တလေးမြို့စာလည်းအခြေခံလူတန်းစားတွေနေတဲ့မြို့ပဲပေါ့နော်။အဲ့တော့ဒီတဘောဘီအန်ရခံရပြီးဟေးဆိုတဲ့ကအနေနဲ့မြန်မာမိသားစုတွေမှာအသက်ဆုံးရှုံးတဲ့တိုင်ရှိတယ်။အဲ့တော့တို့ချက်ပြုတ်ဖို့ဆိုတာလည်းအခက်အခဲရှိမယ်ပေါ့။အဲ့တော့ကျွန်တော်တို့ကနေပြီးတော့မှအာဟာရဒါနအနေနဲ့ကျွန်တော်တို့က ဒါသူတို့စားခြင်းမဲ့ဟင်းလေးတွေကျွန်တော်ပူပူနွေးနွေးချက်ပြီးတော့မှကျွန်တော်လှူဒန်းမယ်ဆိုတဲ့စိတ်တစ်ခုနဲ့ကျွန်တော်ထွက်လာခဲ့တာဖြစ်ပါတယ်ဗျကိုထုတ်ဘိုးဘွားဆောက်ရှောက်ရေးဆိုပြီးတော့မှကျွန်တော်တို့တက်ကြီးဘိုးဘွားတွေကိုဆောက်ရှောက်နေတာကျွန်တော်တို့ဒီဂေဟာဖွင့်လာဆိုရင်ဒီမက်စလာ16ရက်နေ့ရဆိုရင်ဂေဟာဖွင့်တာ3နှစ်ပြည့်သွားပါပြီဗျဂေဟာမှာကျွန်တော်တို့တက်ကြီးဘိုးဘွားတွေဆောက်ရှောက်တဲ့အပြင်ကိုကျွန်တော်တို့အဲပတ်ဝန်းကျင်မှာလည်းကျွန်တော်တို့ဒီအထောက်ပံ့မရှိတဲ့အတက်ကြီးဘိုးဘွားတွေကိုလိုက်လံဆောက်ရှောက်ပေးနေတာလည်းရှိပါတယ်နောက်ပြီးတော့နွမ်းမားတဲ့မိသားစုတွေကိုလည်းကျွန်တော်စိတ်ကူပေးနေတာရှိပါတယ်ဗျ ကျွန်တော်တို့ဆိုလည်းအကူကအမြဲတမ်းကျွန်တော်တို့ဒီသဘာဝဘေးအနေနဲ့ကြုံတဲ့နေရာတိုင်းကိုကျွန်တော်တို့ဥစွာရောက်အောင်သွားတာဖြစ်တဲ့အတွက်အမြဲတမ်းဒီလူတွေရဲ့ အလူကံပုံကိုရဲ့အချင်းစရိုက်တွေကျွန်တော်အများကြီးသိတယ်ပေါ့နော်အဲတီးတဲ့အခါမျိုးမှာကျွန်တော်ဒီမှာအခုလှူဒန်းရတာဆိုရင်ကျွန်တော်တို့ဒါဒုတိယမြောက်နေရာကိုကျွန်တော်လှူဒန်းရတယ်ဆိုတာမှာဆရာတော်နဲ့ကျွန်တော်တို့အခုပဲရှောက်လာတာဖြစ်ပါတယ်စီကံရန်ရှိတယ်ပေါ့နော်ကျွန်တော်အခုနောက်လည်းပြောတယ်တကယ်လိုအပ်တယ်ဆိုရင်တော့ယူပါမလိုအပ်ဆိုတော့ကျွန်တော်မယူပါနဲ့ပေါ့နော်ဟုတ်ကောလက်စင်ကနေလှူတဲ့လူတွေကလှူကျင်တာကိုပဲသိတယ်အော်ဒီမှာဘာလေးလိုအပ်လဲမသိဘူးနောက်ဆုံးသူကငါတို့ထမင်းမဲ့လှူမယ်ထမင်းမဲ့လှူမယ်ဆိုတဲ့အတွက်အဲတခါလေကျရင်ဒီထမင်းတစ်ကြိမ်စားတဲ့အချိန်တိုင်းမှာထမင်းအလှူရှင်က၄-၅ဦးဖြစ်တယ်ပေါ့အဲဖြစ်တဲ့အခါမျိုးမှာသူတို့က ဟိုအလူရှင်တွေကတော့အားထုတ်ပြီးတော့မှဒါအကောင်းဆုံးဖြစ်အောင်ဆိုပြီးတော့ချက်ကြတယ်ပေါ့ဒါပေမဲ့သူတို့ကဖွင့်လိုက်တဲ့ခါမျိုးမှာဟာဒီဟင်းကမကောင်းဘူးဘာဖြစ်တယ်ညာဖြစ်တယ်လဲဆိုပြီးတော့မှကျွန်တော် waste ဖြစ်သွားတဲ့ထမင်းတုပ်တွေလည်းအများကြီးကြုံခဲ့ဘူးတယ်ပေါ့နော်ဒီမှာတော့အခုကျွန်တော်တို့ဒုတိယဒီငလျင်ဘေးကံတန်ခံရတဲ့ညမျိုးမှာကျွန်တော်တို့ဒုတိယအချိန်လှူတဲ့ခါမျိုးမှာအဲကျွန်တော် season နှစ်တကြာရှိတယ်ကျွန်တော်တို့ရဲ့ထမင်းတုပ်လေးတွေကိုသူတို့တကယ်အောင်မှလိုလိုချင်ချင်နဲ့မြေတာပို့ပြီးစားတာတွေ့တဲ့အတွက်လည်းကျန်တတ်ပါတယ်စီကန်းရှိတယ်လို့လည်းကျွန်တော်ထင်ပါတယ်ဗျဟိုနောက်ကဒီကမကြီးရောရှိသေးတယ်ဗျဟုတ်ပြီဟုတ်ပြီမမကြီးရောအမောင်းမှန်တယ် 哎，好，比呢？ ကျွန်တော်ကကြတော့ဗျသူများကြီးထက်ဆိုရင်တော့ကျွန်တော်ကပို့ပြီးတော့တံဝေကရရကြအများကြီးရှိတာပေါ့နော်ဟိုကျွန်တော်အခုဆိုရင်ကျွန်တော်အများအတန်းကျွန်တော်ဂေယာမှာကျွန်တော်ပြောနေကြရှိတယ်ကျွန်တော်ကလူမမဲ့ကလေးဘွားမှာကျွန်တော်ပြပြစုံစုံနေခြင်းတယ်တက်ကြီးရွယ်ဦးဘွားမှာကျွန်တော်ပြပြစုံစုံနေခြင်းတယ်ပေါ့ဘာဖြစ်လို့လဲဆိုတော့ဒီရွယ်ပိုင်းခြားနှစ်ခုကကျွန်တော်တို့စွမ်းဆောင်နိုင်တဲ့အနေအထားမရှိဘူးပေါ့နော်လူလက်ပိုင်းမှာတော့ကျွန်တော်စားကျင်တာတွေကိုလည်းစူးစမ်းပြီးတော့လောက်ကైရှာဖွေစားတောက်မယ်ဆိုလည်းရတယ်ပေါ့အဲ့တော့အဲဒီလိုမျိုးအပိုင်းခြားနှစ်ခုမှာကျွန်တော်ကပြပြစုံစုံနေခြင်းတယ်အခုကျတော့ဒီတဘာဝ BNR တွေတွေးလာတဲ့အခါမျိုးမှာ လဲဒါမျိုးတွေကအချိန်မရွေးကြုံတွေ့နိုင်တယ်နောက်ပြီးကြတော့ဒါတွေကကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေကလည်းအဆင့်အမှန်မဟုတ်ဘူးဆိုတဲ့တံဝေကတရားလေးတွေကျွန်တော်ရတယ်ပေါ့နော်နောက်ပြီးကြတော့ဒီဘေးအန္တရာယ်ခံစားနေရတဲ့မိသားစုတွေဆိုလဲကိုယ့်မိသားစုဝင်တွေခံစားနေရတဲ့ကဲတို့ကျွန်တော်တို့ကိုကျင်းစာတယ်ကိုကျင်းစာတွေတော့ကျွန်တော်ဆိုရင်ဒါဘိုးဘွားတွေကိုကျွန်တော်တို့ဒီမှာတည်တည်ချာနောက်ကဝေယဝက်ဆိုက်တွေနဲ့တေချာအပ်ပြီးတော့မှကျွန်တော်တို့ရောက်အောင်လာခဲ့ရတာပေါ့နော်နောက်ပြီးတော့ဒီခကြီးမှဆိုရင်တော့ဒါဒူးဒူးကြကြဆိုရင်ကျွန်တော်တို့ဒါဆရာတော်နဲ့အတူတူထွက်လာတာပေါ့ထွက်လာရေဆိုတာက အဲဒီမှာငလင်တန်ခံရတဲ့မိသားစုတွေကိုလည်းစိတ်ခွန်အားဖြစ်စေချင်တာရေပေါ့နော်။နောက်ဟိုကျွန်တော်တို့လည်းကျွန်တော်တို့တွေ့ပြီးတော့မှအဲတို့ပြောလိုက်ရတဲ့အခါမျိုးမှာစကားလေးပြောရတဲ့အခါမှာစိတ်ခွန်အားလေးစိတ်ခဏခိတခဏရသွားရဆိုရင်ပဲကျွန်တော်တို့ကျင့်တယ်လို့ပေါ့နော်။များသောအားဖြင့်ဆိုကျွန်တော်ဘေးအန္တရာယ်ဖြစ်တဲ့ဆိုရင်ဆရာတော်ကြွရင်ကြွမကြွရင်အဲကျွန်တော်သွားတယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့မှာတက်ကြီးဘိုးဘွားတွေအတွက်လည်းလိုအပ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့က ်ဟိုအနောက်ကလူတွေကိုလည်းစိတ်ချလို့မရဘူးဆိုတဲ့အတွက်ကျွန်တော်တို့ရွေးထားပါဗောအခုဒီတစ်ခေါက်မှာတော့ကျွန်တော်တို့ဒါဆရာတော်တို့တော့အနည်းဆုံးအရှင်ပြ3ရက်လောက်တော့ကြွားပါဗျာမြေပြင်လဲဆင်းကြည့်ပြီးတော့ကိုယ်တိုင်လူပါဗျာဗောเนาะကျွန်တော်ကတော့9ရက်လောက်ကျွန်တော်ဒီမှာနေပြီးတော့လှူသွားဖို့စီစဉ်ရှိပါဗျာအားလုံးဘေးရန်ကင်းပြီးတော့စိတ်ချမ်းသာကိုယ်ချမ်းသာဆိုတာကိုယ်အိမ်ကိုယ်ရာနဲ့ချမ်းချမ်းသာသာနေနိုင်ကြပါစေဒီလိုအခက်အခဲမျိုးဒီလိုဘေးမျိုးရန်စိုးမျိုးဘယ်သောခါမှမတွေ့မကြုံကြပါစေနဲ့လို့ဆုတောင်းပေးပါဒီတော့ဘေးရန်နေဆိုတာ ဆရာတို့ရဲ့ဟိုနေနဲ့ဦးဇင်းတို့ကအများအားဖြင့်ဘူးမှကြုံတွေ့နေရတဲ့အခါကျတော့ဦးဇင်းတို့ရဲ့အတွေ့အကြုံလေးနဲ့ပေါင်းစပ်ပြီးတော့မှဒါဆရာတို့နဲ့အတူကူညီပံ့ပိုးမှုလိုက်လာတာเนาะဦးဇင်းတို့ကတော့ဒီအန်နီယယ်တွေကိုများသောအားဖြင့်တော့စားပြောက်စီခြင်းတယ်ပေါ့နော်။ဒါတွေကလည်းပြောလို့များတဲ့ဥစ္စာတွေဆိုလည်းအားလုံးအဆင်ပြေစွာနဲ့ပဲပြိမိနေတဲ့လူတွေလည်းအသက်ရှင်နေပြန်လည်းဖက်လာနိုင်ကြပါပြီပေါ့နော်။ဆရာတို့ကျတော့ကျွန်တော်တို့အခုတွေ့ရသည့်ចောင်းပေးရဖြစ်သွားပြီဗျ။ ဒါဖြစ်သွားတဲ့အခါမျိုးမှာဆိုရင်ဆရာတော်ကကျွန်တော်တို့ဒါចောင်းပိတ်တဲ့ចောင်းသားရွယ်လေးတွေကိုကျွန်တော်ရှင်ကြီးလိမ်မှာတင်နေရပါတော့။တင်နေတာဆိုလို့ရှိရင်ကျွန်တော်တို့ဒါတင်နှန်းကိုခဏထားပြီးတော့မှကျွန်တော်တကယ်ဒီလိုအမဲ့နေရာကိုကျွန်တော်လာပြီးတော့ဝင်းရံကြတာပေါ့နော်အဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဗျ။